မြန်မာငွေ300ကျော်ဝန်းကျင်ရှိတဲ့ရှားပါဖနက်နဲ့မင်္ဂလာဥပွဲထွက်ခဲ့ပြီးခရိုနီကတော်တွေကိုအခုလိုခြေချသွားတဲ့အဆိုပြုသင့်ဖနက်တရံကိုမြန်မာငွေကျပ်သိန်းပေါင်း400ကျော်ပေးပြီးတော့မင်္ဂလာဝဲမှာဝတ်ဆင်ခဲ့တဲ့သူတို့သမီးလေးကိုတည်ကြပါရဲ့လားရှင်။ဒီမှာကတော့မြန်မာနိုင်ငံမှာကံအကောင်းဆုံးနဲ့အချစ်ခံရဆုံးသူတို့သမီးလေးလို့တင်စားခံနေရတဲ့အဆိုပြုသင့်ပဲဖြစ်ပါတယ်။အဆိုပြုသင့်ကပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပပြုလုပ်ခဲ့တဲ့ဒီမှာရဲ့မင်္ဂလာမော်ကွန်းတင်လက်မှတ် YouTube ဝက်ခန္ဓာလေးမှာသိန်းပေါင်း400ကျော်တန်းဖနက်လေးကိုဝတ်ဆင်ပြီးတော့ခမမိုင်းနဲ့အားလုံးကိုခြေချပြသွားခဲ့ပြီးဖြစ်ပါတယ်။ဒီဖနက်လေးကတောင်ယုံပတ်စံရှိတဲ့လူ ူတွေလည်းဝဲလို့မရတလို့တွယုံခရိုနီတတိကရော်ကြီးတွေတောင်မှဝဲယူနိုင်စွမ်းမရှိပဲရှားပါတဲ့ဖက်နယ်လေးဖြစ်ပါတယ်။ရုပ်တရက်ကြည်လိုက်ရင်တော့ရိုးရှင်းတဲ့ဖက်နယ်လေးလို့ထင်ရပေမယ့်ဒီဇိုင်းလေးရမြောက်စွာနဲ့အသေးစိတ်ကအစတန်ဖိုးကြီးမားပါပြီဆိုတဲ့ပစ္စည်းတွေကိုပဲအသုံးပြုပြီးတော့ဖန်တီးထားတဲ့ဖက်နယ်လေးတရံမှာဒီလိုဖက်နယ်မျိုးကိုနိုင်ငံသားမှလည်းသူတို့တမီလေးတွေကဝတ်ဆင်တတ်ကြပါတယ်။မြန်မာနိုင်ငံမှာကတော့ဘဲမင်းသမီးဘဲခရိုနီတတိကရော်တွေမှမဝတ်ဆင်ဘူးတဲ့တရံတဲ့တော့ရှိတဲ့ဖက်နယ်လေးကိုအစိုးပြေလေးကဝတ်ဆင်ခဲ့ပြီးတော့မင်္ဂလာဝဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။သူမရဲ့လက်ဝတ်ယတနာနဲ့မင်္ဂလာဝဲအပြင်အစင်းအကုန် လုံးကိုတို့တာဟိဝင်ရဲ့မိဘတွေကပဲစီမံပေးခဲ့တာပါရှင်ဒီဖက်နယ်လေးကိုလည်းတို့သမီးလေးစုပြည့်နဲ့လိုက်ဖက်မယ်ဆိုပြီးရောက်ကမတွေကတည်တည်ချာချာကိုဝယ်ယူပေးခဲ့တာဖြစ်ပါတယ်စုပြည့်ရဲ့မင်္ဂလာလက်မှတ်ရေးချိုးပွဲလေးကအဖြူအပြင်စင်းနေနဲ့ကျင်းမာတာမလို့အဝယ်စားအပြင်စင်းနေနဲ့လိုက်ဖက်အောင်ဖက်နယ်လေးကိုလည်းအဖြူနဲ့မိုးပြန်ရောင်လေးကိုသာရှာဖွေဖန်တီးပေးခဲ့ပါတယ်မိုးပြန်ရောင်ခရစ်စတယ်ကြောင်လေးတွေဟာဆိုရင်တော့နိုင်ငံခြားကရှာပါပြီးတံမိုးရှိတဲ့ကြောက်တွေပဲဖြစ်တာကြောင့်တံမိုးအပြင်ဆိုရင်တော့သိန်းပေါင်း၄၀၀ကျော်ကုန်ကျသွားခဲ့တာဖြစ်ပါတယ် နောက်ပြီးဖက်နယ်လေးရဲ့ဒီဇိုင်းပြင်ဆင်ကလည်းပုံမှန်နဲ့မတူထူးခြားနေတာကိုသေချာကြည့်ရင်တွေ့နိုင်ပါတယ်နော်။တမိုးကြီးတဲ့အပြန်ရောင်ခရစ်စတယ်ကြောင်လေးတွေကိုပတ်မွက်ပုံစံပုံပေါ်ထားပြီးအပြန်ရောင်ဖက်နယ်လေးမှာလိုက်ဖက်ညီစွာနဲ့ဖန်တီးထားခဲ့ပါတယ်။နောက်ပြီးတော့ဖက်နယ်ရဲ့ဘေးပတ်လေးကိုလည်းနှင်းဆက်လေးတွေဆူရွှဲနေသလိုမျိုးကြွရွနေတဲ့ဒီဇိုင်းပုံစံလေးဖြစ်အောင်အသေးစိတ်ဖန်တီးထားတာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။အင်မတန်လက်ရမြောက်တဲ့ဒီဖက်နယ်လေးကကာတွဲပုံမြင်နေတဲ့ကမင်းသမီးစင်ဒရယ်လာလေးရဲ့ဖက်နယ်လေးလိုမျိုးအရန်ကိုလှပနေတာကတော့အမှန်ပါပဲရှင်။နာမည်ကျော် brand ကထုတ်လုပ်တဲ့ဒီဖက်နယ်လေးကိုစူးပြင်းနဲ့လိုက်ဖက်စေဖို့အတွက် ဲ့ဟင်းဝင်ရဲ့မိဘတွေကနှမျောခြင်းမရှိဘဲတိမ်မောင်း၄00ကျော်အကုန်ခံပြီးတော့ဝယ်ယူပေးခဲ့တာဖြစ်ပါတယ်။ကိုပိုင်ပတ်စံအနေနဲ့လည်းဒီဖက်နက်ကိုဝယ်စည်းနိုင်ပေမဲ့ရောက်ခမရိစီကနေတန်ဖိုးထားအချစ်ခင်ရတဲ့စုပြေလေးကတော့တိမ်၄00မကတန်ဖိုးရှိတဲ့ချစ်ချင်းမြတ်တာတွေကိုပါပိုင်ဆိုင်ထားတဲ့ကံအကောင်းဆုံးသူတို့သမီးလေးဖြစ်သွားခဲ့ပါပြီရှင်။မင်္ဂလာပွဲကြီးတောင်မဟုတ်သေးပဲပွဲဥထက်မင်္ဂလာလက်မှတ်ရေးချိုးပွဲလေးမှာတော့တိမ်မောင်း၄00ကျော်ဖက်နက်ကိုဝယ်စင်ပြီးခြေပြသွားခဲ့တာကတကယ့်ကိုအားကျစရာပါပဲ။ရိုးရှင်းတဲ့မြန်မာဆန်ဆန်အဖြစ်အောင်သူတို့သမီးဝတ်ဆောင်လေးပေါ်မှာစိန်နေနီလာတွေနဲ့ပြုတ်လုထားတဲ့ တိမ်ပေါင်း9000ဝန်းကျင်လောက်ရတနာတွေလည်းရှိနေတယ်လို့ဖက်နယ်လီကအစတိမ်ပေါင်း400ကျော်တန်ဖို့ရှိပြီးတကယ့်ကိုအခမ်းအနားဆုံးတော့သူတို့တမီလေးပဲဖြစ်ပါတယ်နောက်ထပ်မင်္ဂလာပွဲကြီးတွေနဲ့မင်္ဂလာညစာဆောင်ရွက်တွေမှာလည်းအများကြီးကျင်းမသွားအောင်မှာဖြစ်လို့အဲ့ဒီပွဲတွေမှာလည်းဘလို့တန်ဖို့ကြီးပြီဆိုတဲ့ရတနာတွေနဲ့လှပတဲ့ဖက်နယ်လေးတွေကိုဝတ်ဆံသွားအောင်မလဲဆိုတာရင်ခုန်စွာနဲ့စောင့်မျှော်နေရပါပြီမြန်သမီလေးဆိုပြီးရဲ့မင်္ဂလာပွဲကတော့2025ခုနှစ်မှာကျင်းမပြုလုပ်တဲ့မင်္ဂလာပွဲတွေအများကြီးတွေကမှတနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်သက်စစ်ဝင်စားမှုအများဆုံးရရှိနေတဲ့ပွဲလေးပဲဖြစ်ပါတယ် အထူးသဖြင့်ပွဲကအခမ်းအနားဆုံးနဲ့တံပိုးအများဆုံးအကုန်ခံပြီးတော့ကျင်းပတယ်လို့သူတို့သားနဲ့ရောက်ခမရီစီကနေလည်းအများကြီးအခြေခံနေရတာကိုတွေ့ရတာကြောင့်ပို့ပြီးတော့အားကျစရာကောင်းနေခဲ့ပါတယ်ရှင်။မင်္ဂလာမောကွန်းတက်လက်မှတ်ရေချိုးပွဲနယ်လေးမှာစုပြည့်လေးဝစ်စင်ထားတဲ့တိမ်မောင်လေးရဂျော်ဒန်ရှာပါဖက်နယ်လေးကိုပြည့်သက်ကြည့်လို့ရောသဘောကျမိကြပါရဲ့လား။